ပြည်내တိုင်းတွေကြည့်ပြည်내တိုင်းတွေရဲ့ကိုယ်ဝန်ကြံခန်းဝင်ကိုချုပ်ကြိုင်ရတာ ဒါနဲ့အချိန်တိုင်းအချိန်တိုင်းမှာဘုဘုဇေဇူးသားတွေကမြေကြီးဖိဖိနဲ့ကြည့်ကြည့်ရဲဒါနဲ့ဒါအထူးတိုက်တာကျူစရဲအချိန်တိုင်းအချိန်တိုင်းမှာလူငယ်တွေအကြံများပါတယ်ဒီလိုပါဆိုရင်လူငယ်တွေလည်းကြည့်ရတယ်ကံဘုံမထားလို့မဟုတ်ပါဘူး ဒါပေမဲ့လူငယ်တွေဟာနိုင်ငံရေးမှာစိတ်ပါဝင်စားမှာကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်စိတ်ချမှာဖြစ်ပါတယ်။ဒီလိုတွေကလူငယ်တွေကိုနိုင်ငံရေးမှာစိတ်ပါဝင်စားစေခြင်းလို့စိတ်စိတ်ဝင်စားသွားလို့ရှိရင်ဘယ်လိုပြစိတ်ပေါ်မှုတွေဖြစ်မှာဆိုလို့ဒါနဲ့ကျမတို့ကတော့လူငယ်တွေနိုင်ငံရေးမှာစိတ်ဝင်စားတာကြိုက်တယ်တော်ဝင်ကြည့်ရစိတ်နဲ့စိတ်ဝင်စားစီတယ်လူငယ်တွေတော်ဝင်ရှိဖို့ဆိုတာ ခက်ကလေးလေးပြောနေတဲ့ကိစ္စဖြစ်ပါတယ်။လူငယ်တွေမဟုတ်ဘူးလူတိုင်းလူတိုင်းဟာတော်ဝင်ပြည်သိရှိရမယ်။ကိုယ်တော်ဝင်ကိုအလေးထားရမယ်။တော်နဲ့ဒီကတော်ဝင်ကိုအလေးမထားခင်ကိုယ်တော်ဝင်ဟာဘာလဲဆိုတာသိဖို့ကြိုးပါတယ်။ကိုယ်တော်ဝင်လို့ကိုတလွဲချင်နေလို့ရှိရင်အဲ့ဒီတော်ဝင်ရှင်းပြအောင်လုပ်တာမှာကိုယ့်ရဲ့ပေါဝင်ကြီးကိုအကျိုးပြုတဲ့အပြင် ်အန်ဒီအကြောင်မှဖြစ်နိုင်ပါတယ်။ဒါကြောင့်လူတိုင်းလူတိုင်းဟာကိုယ်တောင်ရင်ဟာဘာလဲဆိုတာသိဖို့လိုပါတယ်။အဲ့တော့အနေပြီးကာကွယ်စောင့်ရှောက်အောင်လဲဆိုလို့ရှိရင်ဒါကိုစဉ်းစားရမယ်။ဘာဖြစ်လို့လဲဆိုတော့အဓိကအားဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေဟာနိုင်ငံသူနိုင်ငံသားတွေကိုအကျိုးပြုတာကြောင့်မလို့ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ရမယ်။ဒီတော့ကာကွယ်ဆောင်ရှင်တဲ့ဥပဒေဟာတကယ်ပဲနိုင်ငံတကာနိုင်ငံသားတွေကိုအကျိုးပြုဖို့လိုတယ်ဆိုတာလည်းသဘောပေါက်ဖို့လိုပါတယ်။ နိုင်ငံနိုင်ငံသားတွေကိုအကျိုးမပြုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုစောင့်ရှောက်ပါတယ်ဆိုတာပြည်သူတွေရဲ့အကျိုးတွေကိုထိပါရရောက်ပါတယ်။ဒါကြောင့်မလို့ပြင်းထန်တာကိုပြင်ရမယ်။ပြင်းထန်တာကိုမပြင်ဘူးဆိုတာဟာပညာနဲ့နဲ့လို့ရင်လည်းဖြစ်နိုင်တယ်၊စေတနာနဲ့လို့ရင်လည်းဖြစ်နိုင်တယ်၊သတိနဲ့လို့ရင်လည်းဖြစ်နိုင်တယ်။ဘာလို့မြေရ အခုလည်းဥပောင်းပြင်းရတော့ဘာဖြစ်လို့ပြင်းတယ်လဲဆိုတာပြောလိုက်တဲ့အခါမှာကျွားနေတော့ဒီမိန်းကုံးပြောတာမပြင်းနေတဲ့လူကဘာဖြစ်လို့ပြင်းနေတာကြောင်းလို့ကြောင်းလို့ဒီဒီဒီအတုံးတော့ဒီကိစ္စကိုခဏခဏပြောပါလေနိုင်ငံတော်သမဂ္ဂကြီးကနေစပြီးပြောပါလေ good governance ကောင်းလို့ဆိုရဖြစ်ဖို့ဆိုတာတာဝန်ကြီးသိရှိရမယ်ပြင်းလို့ပွင့်လင်းမြင်တာမှုရှိရမယ် ဒါကြောပွင့်လေးပြည်သာမှုရှိတယ်ဆိုလို့ရှိရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြည့်ညင်တဲ့ပုံကများဟာဘာကြောင့်မပြည့်ညင်လဲဆိုတော့ဒီလူလူကိုပွင့်ပွင့်လေးနဲ့အသေးစိတ်စကားလာလို့ပြောရတယ်ဒီကဒီကရဲ့အခွင့်အရေးတွေကိုကပ်ပတ်ထားခြင်းမဟုတ်ပါဘူး။ဒီလိုလားဆိုလို့ရှိရင်ဒီမှာတင်ပါမှာဥပဒေစိုးမိုးရေးတရားဥပဒေစိုးမိုးရေးလိုတဲ့ကိစ္စကို ွဲတဲ့အခါမှာပြည်သူလူထုတွေအနေနဲ့လည်းဥပဒေကိုလေးစားဖို့လိုတယ်ဆိုတာထောက်ပြတယ်။ဒါလည်းဒီကလက်ခံပါတယ်။တရားတဲ့ဥပဒေကိုလေးစားရမယ်။မတရားတဲ့ဥပဒေကိုပြုတ်ပြင်းပြောင်းလဲဖို့ဆိုတာအလုံးစုံစမ်းတယ်။ဒါလက်တာပါ။ဆရာပြည်သူတွေကိုချုပ်ချယ်ဖို့မဟုတ်ဘူးဖိလိုက်ဖို့မဟုတ်ဘူးပြည်သူတွေကိုကောက်ရဖို့ပြည်သူဆိုတာအားလုံးပါတယ်မဟုတ် တဲ့ဆိုတာနိုင်ငံတော်အကြီးကဲရနေတော့အောက်ဆုံးကဝိသတာခရေးဖြစ်ပါတယ်အဲ့တော့ကျေးဇူးတွေကိုတာဝန်ကိုစောင့်ချောက်ဖို့ဒီမှာတော့လူလူအတိုင်းဝိုင်းဖို့ဒီအအောင်အေးကြအောင်လုပ်ဖို့ဒါမှတကယ်တရားတရားတဲ့ဥပဒေတွေရဲ့ကုတိကြပဲဖြစ်တယ်။အဲဒီမှာဒီလူလူကဒီလိုသဘောပေါက်အောင်လို့ဆိုရင်ဒီနိုင်ငံမှာအရေးကြီးဆုံးဥပဒေဖြစ်တဲ့ဖွဲ့စည်းပုံဖြေတာဥပဒေဟာ 年龄不大，岁数也不大，身体也不好，老。你要是自己干家务活，不挑剔呢，不管伢，不管伢哈，自己自己干家务活哈。得了，碰上那皮嘟嘟嘟，就比娃的来，没功夫听他呀。嗯、你要是自己干家务活，啊、<laughs> language, 比那调皮的白米爸爸的，家里再忙忙，不挑事吧。 ဒါကြောင့်လို့သူမြင်ကြမ်းတဲ့ညမှာပြည်သူတွေကိုအကျော်ပြတဲ့အပိုင်းတွေ၊နိုင်ငံကိုအကျော်ပြတဲ့အပိုင်းတွေကိုသူမြင်ကြမ်းရအောင်။ဒီပုံချေကဥပဒေမှာဒီမိုကရေစီရဲ့စံထုတ်စံထားတဲ့မကိုက်နေတဲ့အပိုင်းတွေကိုဒီမှာတို့ပြုမြင်ကြမ်းလို့ပြောရတယ်။အဲ့ဒီလိုမပြုမြင်မကြောက်တဲ့လို့ရှိရင်ဒီလိုမပြုမြင်နဲ့မပြုမြင်ခြင်းပဲနဲ့ ဒီတိုင်းကဟာဒီမိုကရေစီလမ်းကိုရှောက်နေပါလေလို့ပြောတဲ့လူတွေအပြည်သူလူထုကိုလက်ရနေတာပဲလို့ပြောတာဒီပြအပေးမှုတွေကြောင့်လို့ကိုကရိညာသွားတာကိုကတွတ်ဆုတ်သွားတာကိုကကော့သွားတာဒါတွေအားလုံးဟာတတိနေကြီးကိုပေါ်ပြတာလူဘဝဟာတနေ့တနေ့ ဒါမဟုတ်ဘူးတနာရီနဲ့တနာရီတမိနဲ့တမိနဲ့သတိမွေးပြီးတော့ကြွားတယ်ဘဝဖြစ်ပါတယ်။ကျန်သွားတဲ့ဒီစီလာများဟာကိုလူချင်းနဲ့နိုင်တာမျိုးဒီဆောက်ဖို့ဆိုကိုမလူရဲ့ကံကိုရတယ်ကိုမပတ်တိရှာအလိုရဲ့အချင်းနဲ့မှာပတ်တိရဒီတမအေးပါတယ်ဒီပစီကိုခြေကအခုရုပ်ပြပြောင်းလဲဖို့အတွက်ရှင်နမတိကမတော်ရဲ့ဒီဒီသားရဲ့အမည်နဲ့ ပညာလို့ရပညာဆိုတာဟာဒီမှာဆိုရင်ကျမတို့ခက်ခဲတဲ့ပြဿနာတွေမှတ်အောင်ကျောင်းပညာအတန်းပညာသာပြောရမှာပေါ့ပညာရှိရဲ့အသိအဲ့ဒါဟာပုံမှန်ကန်ကန်စင်စင်သုံးသပ်နိုင်တဲ့အခြေချင်းလို့ရပြောကျမတို့ဒီဒီကလာမှာဒီပဒီပုံစံကဥပဒေနဲ့ပတ်သက်လို့ပုံမှန်ကန်ကန်စေရင်တုံးတတ်စီတယ်။နောက်ပြီးတော့မမကန်ကန်စေရင်တုံးတတ်မှုအပေါ်မှာအခြေခံပြီးတော့ လုံးတဲ့လုံးပိုက်ပါဘူးလုံးစီတယ်အခုနဲ့ဆင်းကျမတို့ဒီပရိပုတ်ကျေအောင်တွေနဲ့ပတ်သက်လို့ဟောပြောပွဲရုပ်တဲ့လုံးထပ်ပါမှာလာခရက်တဲ့ကနားဆောင်လာတယ်ကအင်တာနက်ပြည့်စုံတယ်အင်တာအားရဘာဖြစ်လို့ဆိုဒီဟာဒီပရိပုတ်ကျေအောင်တွေအိစားကိုဒီလူတွေကစိတ်ဝင်စားတယ်ဆိုတာပြတာပဲစိတ်ဝင်စားတာကကျမတို့အတွက်အင်တာမအားရစရာဖြစ်တယ် ိတ်ဝင်စားပြီးတော့ဒီလိုလားနားထောင်မှာဒီကိစ္စတွေကိုပို့ပြီးတော့နားလည်သွားတယ်တစ်ဆက်ပြီးကိုယ့်ဘာကိုလေ့လာတယ်ကျွန်တော်ဒီမှာတနာယီတနာယီခွဲပြီးတော့ပါယူနေအားလုံးကိုအဲဆုံးလုံးနေနေတိကွာပြီးလို့ပြောလို့ရပါဘူးဒါဒီမှာတော့ဒီလားများဟာကိုယ့်ရဲ့ကံကြမ္မာကိုကိုဖန်တီးတယ်လို့ရှိရင်တောင်းယူရတယ်ဒီ principle ကိုခြေကဥပဒေသူပြန်ပြောင်းနေရေးဆိုတာဟာတော်တော်လေးမှာအခုလက်ရှိရှိနေတဲ့ NLD ကိုယ်တိုင်လေးသက်၆ရောက်ရဲ့ဟိုတာဝန်ပါတယ်မဟုတ်ပါဘူး။ဒီမှာတော့လေးသက်၆ရောက်ခင်းနေတယ်လို့လို့မဖြစ်ပါဘူး။လေတဲ့၆ရောက်အနောက်မှာအများကြီးသူရဲ့အင်အားကိုလိုပါတယ်လို့ပြအနေနဲ့ပြောပြတယ်။ဒီနေရာ59စာမယ်ဒီ36ကိုပဲကြောင်းကိုပြောနေကြပါတယ်ခင်ဗျာ။ဒီတော့အမြင်မှာတော့ဒီခြေအောင်တွေကခုတည်းပဲကြောင်းတော့ဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်ခင်ဗျာ။အဲ့တော့ ဒီရဲ့ဆရာမကြီးကိုပြန်ထားတဲ့ဒီအောင်ဦးလေးအားလုံးကိုသူ့ပြည်ပြောင်းလဲမှာကျွန်တော်နိုင်တာဒီမိုကရေစီရပြည်သားရောပြောင်းမယ်လို့ပြောဆိုပါတယ်ခင်ဗျာ။ဒီရဲ့ဆက်ပေါင်းဟာဒီအားချက်ချက်ရှိချက်ရှိပါတယ်။ဒီကဘုရားမဟုတ်ပါဘူးဒီအားချက်ချက်ရှိရှိရှိနေရှိပါတယ်။ဘို့တော့ကျွန်တော်တို့ကဒီကဘုကိုအဓိကဒီမှာပြောရဲဆိုတာကအတိတရာအနာတစ်ခုလိုပါပဲ။ဒီကဘုကိုကျွန်တော်တို့ကြိုင်ရလို့ရှိရင်တကယ်ကိစ္စရတယ် ဥပဒေဥပဒေကတမင်ကြီးတစ်စင်မှာဖြစ်မှာဖြစ်ပါတယ်။ဥပမာကျွန်တော်၄၃၆ကိုပြောမယ်။၄၃၆ကိုကျွန်တော်ကပြင်လို့ရမှာ။ကျန်တဲ့အဲ့ဒီဘုရားကြီးကိုအချိန်ကဥပဒေမှာပြင်နေတဲ့တရားဆောင်တဲ့စီးချက်တွေဖြစ်ပြီးတရားဆောင်တဲ့စီးချက်တွေကကျန်တဲ့အချက်ပေါင်းများစွာပဲဖြစ်ပြီးပြင်လို့ရ။ဒီအတွက်တော့ပြင်လို့မရပဲနဲ့ခုကကျွန်တော်ပြောခဲ့တယ်ခွန်ဆက်လာရတယ်လို့ကြော်မှဆိုတော့တောင်းတော်ကတူးရောက်သဘောနဲ့တောင်းဝက်တာနဲ့မကြော်ရင်ဘာမှပြင်လို့မရဘူး။အဲ့ဒါလေးပေါင်းထားပြီလား။ ကျွန်တော်မှနောက်ဒီဒီကိုရိုက်နေလို့ဖြစ်ပါတယ်အသိရေးဆွဲတာတိုက်ပါလေဆိုတဲ့ပုဂ္ဂိုလ်များလည်းအနေအင်းပါတော့ပါနိုင်တယ်ဒီမှာလေမပါရင်လည်းသိစမ်းရှိပါဘူးအဲ့တော့မေးပါနဲ့ခင်ဗျာဟုတ်ကဲ့အဲ့တော့

那都马萨利亚水，那我们这里的马萨利亚水，就是说，大家看到我们宁夏，以前比如罗拉江、张拉地等，因为这些，这些嘛，是得花路，花路，第二就是说，花路，你呢，哪个地方有啊？两个新的，百分之七百。 ဟုတ်ကဲ့တော့သူကအဲ့ဒါတော့ကျမတို့မေးဖို့ဆိုတော့ခုနှစ်ယောက်ပေါ့နော်မေးဖို့ခုနှစ်ယောက်ဆိုတာကျမတို့ကတ်တာရောအချိန်ကတ်တာရှိပါဆောင်လို့ဖြစ်နိုင်တယ်ကျမတို့အားလုံးမေးချင်တယ်ထားနေပါလို့ကျမတို့ပြောပါတော့ဒါနဲ့တကယ်ရှိတာလက်ပြမကြအဲ့ဒါနံပါတ်1ကျမတို့သိရမယ်ကိစ္စပေါ့နိုင်ငံရေးလုပ်ဆိုင်ဆိုတာလေသူစီးကဘာပဲအကန့်တန်နဲ့လို့ရပါတယ်အားလုံးကိုပို့ခဲ့တယ်အဲ့တော့ကျမတို့ကတော့ကန့်တန်ရာပြည်တွင်နဲ့ ပဲလည်းတောင်းရမှာဆက်ဆံပါတယ်တော်ရဲ့ချင်းနဲ့ချင်းမတို့လက်ရဲ့တတော်ဦးရှိလို့ရှိရင်လည်းအားလာပေမဲ့နိုင်ငံရေးမှာခေါင်းကြီးအားလာရဲ့ဆိုတာအများကိုကြည့်လိုက်စီတရားကိုအားလာလို့အများကိုကြည့်လိုက်တဲ့အလိုမျိုးလည်းကြာလို့လွတ်တယ်အများကိုအားလာပြီးတော့ကြည့်လိုက်တဲ့ဆိုတာလည်းဖြစ်သွားတယ်ဒါအဘူဒါရဲ့အဖွေရေးတွေနဲ့ကြာပါဝင်ရမယ်စောင့်ပါအဲ့တော့ဒါဒီမိုဘိတ်ကိုတမ်းပါလို့မလွယ်ပါဘူးအများနဲ့ဆက်တယ်လေ ကကြိုးစားပြီးတော့ရုပ်တာနေရတဲ့နိုင်ငံကြီးဖြစ်ပါတယ်။အဲဒီကျမတို့ကဒီမိုင်းရောအတူတူလည်းတောင်းပါမှာလေ။အားလာလေ။ဒါနဲ့ဒါမလို့တင်တဲ့ကိစ္စမဟုတ်လို့ဒါမလို့ထဲတာဖြစ်ပါတယ်။ဒီဝိုင်းရကိစ္စကိုလည်းလေးတဲ့ထားပြီးတော့ကျမတို့လိုက်ပြီးတော့တန်းနိုင်အောင်ပေါင်းလို့ရှိအောင်လုပ်ပြီးတော့ကျမတို့ဒီလူကြီးရဲ့အားမို့ညမို့မို့လို့ပြောစုနေတာလေ။စိတ်ရှင်လက်ရှင်အချိန်ပြည့်များစွာပြီးတော့အချိန်ပြည့်နေပြီးတော့နားဆောင်ပေးတဲ့အတွက်လည်းသိစုပါတယ်။ နောက်ကျွားလို့ခရီးဟာလဲရှိပါဦးမယ်မနေ့ကျောင်းကိုပြောနေတာပါဘာလဲခရီးရှိကွာတဲ့သူများအားဒီအားလေးတဲ့အရင်ချင်းနဲ့တက်တဲ့နောက်ဆုံးကိုရောက်တဲ့ပန်းနိုင်ပါလေကိုချင်လာတဲ့ပို့ပြီးတော့တော့ပါတယ်အဲ့တော့ခရီးရှိရှောင်းနိုင်အောင်ကြိုးစားကြပါကိုရောအားလုံးလက်ယူခြင်းဒီကိုလို့ဒီနေ့ဒီကောင်ကြီးကိုဒီကောင်နိုင်ရပါလေဒီကောင်ကြီးကို